ါမဲ့ဒီဘက်ခေတ်နီးပြရကြတော့ဒီ data တွေ technology တွေပြီးတော့ဒီ training methodology တွေအစရှိတဲ့အပိုင်းတွေပို့ပြီးတော့ဟိုအားကိုးမှုတွေကျွန်တော်တို့ဟိုမြင်တွေ့ရတယ်ပေါ့နော် Color Authority ရုပ်ရှင်ဘယ်လောက်ကြိုက်လဲဆိုရင်ဘောလုံးနီးပြပြင်ပါမှာသူ့အလောက်ကရုပ်ရှင်ပဲသူကြိုက်တဲ့ရုပ်ရှင်တွေကတကယ့် share great classic ဟိုရုပ်ရှင် novel ကိုမှ share တွေကြီးပဲကြိုက်တာအဲ့တော့ဘောလုံးနီးပြဆိုတာကသူတို့ငွေရှာပြီးတာဘောမှာသူတို့ပျော်တယ်လို့နေနိုင်ဖို့အတွက်ဘောလုံးနီးပြအလောက်ကသူငွေရတဲ့အလောက် ကျန်တာသူတို့မှာသူတို့ဟိုဟာရှိတယ်ဆိုကဟောပြိတ္တများအားလုံးမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ one expert ကနေအဓိကကူညီပံ့ပိုးပေးတာပါတယ်ပြိတ္တတွေတဲ့ကဘောလုံးနဲ့အာကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားတဲ့ဈေးကွက်ဆုံးလင်းအော်အကန့်တမရှိတဲ့မောင်းတဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ 1H ဘန်နဲ့ဒေါင်းလုံးရယူပြီး promo code soccer house နဲ့အတူအကောင့်ဖွင့်ဆောက်ကစားနိုင်ပါတယ်ပထမဆုံးတင်ငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့ မြန်မာငွေစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းအတည်ပြုလိုက်ပါသည်။ Cyber Game နဲ့အခြားကစားနည်းတွေပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန်ထုတ်နိုင်တဲ့အကြောင်းလည်းသတင်းကောင်းပါလိုက်ပါတယ်။ Promo code ကိုယခု video ရဲ့ comment box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါခင်ဗျာ။စကားပေးတဲ့များအလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ကျွန်တော်တို့ရှေးခက်ကဘောလုံးနီးပြကြီးတွေရဲ့ aura နဲ့ဒီဘက်ခက်နီးပြလူငယ်နီးပြတွေရဲ့ဒီ aura ပေါ့နော်ကွာချားပုံကျွန်တော်မြင်နေရတယ်အဲ့ကွာချားပုံ ဟိုဘလောက်ရှိလဲဘလို့ရှိလဲဘာတွေကြောင့်လဲအဲ့ဒီအကြောင်းတွေကိုကျွန်တော်စီတူနဲ့တူဆန်နနဝင်ချင်းချင်းကသုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအကိုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကဲ့ဟိုကျွန်တော်ဒီဒီနိုင်ငံတကာရဲ့သတင်းပတ်တွေမှာတွေးမိရပါဘောလေအရှိခေတ်တော့နီးပြကြီးတွေပေါ့နော်ကျွန်တော်ရဲ့ခန်းစားချက်ပေါ့နော်အရှိတော့နီးပြကြီးတွေဆိုရင်ကျွန်တော်တို့ရဲ့လေးစားမှုပေါ့နော်လေးစားမှုပြီးတော့သူတို့ရဲ့အသင်းကိုဂိုင်းတွယ်တဲ့ပုံစံပြီးတော့ဒီသူတို့ပါဇက်ကပြောတဲ့စကားတွေပြီးတော့ဒီသူတို့နဲ့ management ပုံစံကဒီ aura ဘိုင်းကျွန်တော်တို့အများကြီးမြင်တွေ့ရတယ်ပြီးသူတို့ရဲ့ influence တွေအများကြီးမြင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဘက်ခေတ်နီးပြရေကြတော့ဒီ data တွေ technology တွေပြီးတော့ဒီ training methodology တွေအစရှိတဲ့အပိုင်းတွေပို့ပြီးတော့ဟိုအားကိုးမှုတွေကျွန်တော်တို့ဟိုမြင်တွေ့ရတယ်ပေါ့နော်အခုအဲ့တော့အဲ့ဒီဒါခစ်ပြောင်းလဲလာလို့ဆိုတဲ့အနေသားမှာဒါတော့ဟိုကျွန်တော်လည်းလက်ခံထားတယ်ပေါ့နော်ဒါပေမဲ့အဲဒီနှစ်ခုကြားလေးကွာခြားချက်လေးအကြောင်းကိုအခုဟိုကျွန်တော်အခုရဲ့အမြင်လေးပြောပြပေးပါလား ဟိုအစစ်သူပြောချင်တာဟိုတော့ငါအနည်းပြယူဒီမှာသူတို့ရဲ့ character ပေါ့နော်သူတို့ characteristic ကတကယ် great character တွေရှိကြပြီးတော့ဒီနေ့ခေတ်နည်းပြတွေကတော့ဘောလုံးနည်းပြအရင်ဆန်တယ်ဘောလုံးနည်းပြဆိုတာပဲရှိတယ်ဟုတ်ကဲ့နော်အဲ့လိုချုပ်လို့ရမှန်းနဲ့တူတယ်ဆိုတော့အမအစစ်သူကဆော့ဆော့ဟိုခေတ်တွေပြောင်းသွားလို့ဆိုတဲ့စကားထုံးပါတယ်အမှန်တော့ခေတ်တွေပြောင်းသွားပြီမဲ့လေမဆိုင်ဘူး ခက်တပြောင်းသွားရင်လည်းမဆိုင်ဟိုခက်နဲ့မဆိုင်လူနဲ့ပဲဆိုင်တယ်ဆိုလိုတာကဟို Roger Penrose ဟာလေဟိုတုန်းကလေ Roger Penrose က great character ပဲဒီနေ့ခက် Roger Penrose ကလေ great character ပဲညံမြင့်တော့ဟုတ်ကဲ့ပေါ့အာဆိုလိုတာကတကယ်လို့ Einstein ရှိအောင်မယ်ဆိုရင်ဒီနေ့ခက်မှာလေ तू ဟာ तू तू aura ကြီးအကြီးကြီးဖြစ်နေအောင်ပါပဲအဲ့လိုအဲ့လိုဇယိုက်လက္ခဏာမျိုးဟာအခု Richard Feynman ကိုကြည့်လဲဒီလိုပဲဆိုလိုတာညင်မြင့်တဲ့အလုတ်အကန်ညင်မြင့်တဲ့အလှော်တွေမှာဒါတွေကခေတ်ပြောင်းသွားလဲအခုတော့တကယ်သင်္ချာပညာရှိရင်းတွေဒီယူဘပိတာပညာရှိရင်းတွေကိုအခုတော့ဒီအပုံစံပဲတွေ့ရမှာပဲဘောလုံးကြတော့အမှန်တိုင်းပြောရင်ဘောလုံးကတော်တော်လေးကျင်းတယ်အခုတို့ဒီမန်နိုင်းတွေမှာဆိုရင်နိုင်ငံတိုင်းနိုင်ငံမှာနိုင်ငံရေးမန်နိုင်းစီးပွားရေးမန်နိုင်းလူမှုရေးမန်နိုင်းပြီးတော့မှ တို့ဒီသရုတ်ရမှန်တိုင်းပေါ့နော်ဒီဒီ journalist တို့ဘာလို့อ่ะဟိုတပြည့်နဲ့ week ဖြစ်လာတဲ့ထဲမှာအဲ့ဒီထဲမှာမှာတခါအာကစားအဲ့အာကစားဆိုတာကအများကြီးထနေနေတယ်အဲ့ထနေနေအာကစားထဲမှာဘောလုံးကလည်းတခါတော်တော်လေးကိုအရင်ဆိုင်ပြီးတော်တော်ထနေနေတယ်ဆိုတော့ဘောလုံးကတကယ်တမ်းကျတော့ဟိုငြိမ်ငြိမ်အလှော်ရရဲ့ game မဟုတ်ခဲ့ဘူးမဟုတ်ဘူးစက်မှုလုပ်သားတွေရဲ့ game ပြီးတော့ဒီဒီဘယ်လိုခေါ်မလဲဆိုရွှေပြောင်းလုပ်သားတွေရဲ့ game အဲ့ကနေပြီးတော့မှတဖြည်းဖြည်းနဲ့မြင့်လာ မြင်လိုက်ရင်အရန်ကိုဘလိုကွန်မလဲတီးကျခန်းသားတယ်ဘောလုံးကိုပုံဖော်ပြီးတဲ့နေပြတယ်ဘောလုံးရဲ့ပိုင်ဦးနေရာကြီးတဖြည်းနဲ့ပေါ်ပေါ်ထွက်လာတယ်အဲ့ပေါ်ထွက်လာရင်အဲ့ခက်ဟာလေတဖြည်းနဲ့ထပ်ပြီးတော့ကြော်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 နဲ့နောက်ဆုံးမှာကိုတော့ဒီ80 90 2000 2010 2020 2020ထိတော့ပြောလို့ရတယ်2020မှာတော့အဲ့သူတွေကအဲတဘောတဖြည်းနဲ့ဒီမေးမိန်လာတယ်ပေါ့အခုကဒီဥမာအဖြစ်ဆိုရင် Pop Guardiola ယောဂန်ကလော့ဂျိုဆစ်မော်ရီညိုတို့အထိအခုအဲ့လို great characteristic တွေ့ရတယ်သူတို့တွေကိုကြည်လိုက်ရင်ဟိုဆာလော့ဆော့ကစန်နဲ့အာဆန်ဝင်ကလည်းအကြောင်းလည်းအခုပြောမယ်နော်လောလောဆယ်ဒီသုံးယောက်အဲ့နှစ်ယောက်ရဲ့နောက်ကိုဦးဆောင်တဲ့နည်းပြတွေအကြောင်းပြောရင်ကာလွန်အန်ချယ်လော့တီကာလွန်အန်ချယ်လော့တီရုပ်ရှင်ဘယ်လောက်ကြိုက်လဲဆိုရင်ဘောလုံးနည်းပြပြင်ပါမှာသူအလောက်ကရုပ်ရှင်ပဲသူကြိုက်တဲ့ရုပ်ရှင်တွေကတကယ့်ရှယ် great classic ဟိုရုပ်ရှင် novel ကိုမှ share ရေးပဲကြိုက်တာသူတို့ကအမှုပညာမပြောက်ဆုံးသွားဘူး ဘောလုံးကိုလုံနေပြီမဲ့အဲ့တော့ဘောလုံးနီးပြဆိုတာကသူတို့ငွေရှာပြီးတာဘောမှာသူတို့ပျော်သလိုနေနိုင်ဖို့အတွက်ဘောလုံးနီးပြအလုတ်ကသူငွေရတဲ့အလုတ်ကျန်တာသူတို့မှာသူတို့ဟွာကြီးရှိတယ်ဒီဘောလုံးကအလုတ်သဘောပဲကျန်တာကသူဘဝအရေးကြီးတယ်ဘဝအတွက်ပျော်တာကိုသူလုံတယ်အန်ချလော်တီကဒီသဘောကမာဆယ်လိုဘီယယ်ဆာလိုဟို notes ကြီးထိုင်ရေဟွာကြီးကစားကွက်ကြီးထိုင်အဲ့လိုယူသွင်းနေတာမဟုတ်သူသူ့ဘဝကသူရုပ်ရှင်စောက်တောင်အဲ့လောက်မဟုတ်ရုပ်ရှင်အန်ချလော်တီက ကျော်စေးကြီးကတော့စာသမားပေးသမားဒါပေမဲ့ကျော်စေးကစာပေါ့တွေလည်းဖတ်တယ်ကျော်စေးရဲ့ပုံစံကဒီမဖြစ်ဘူးအเจ้าရာကြီးအများကြီးကိုသူကလိုက်သိတယ်လိုက်သိတယ်ကျော်စေးပြောတဲ့စကားတွေထဲမှာနိုင်ငံရေးနဲ့ပတ်သက်တိုင်းညီတို့အကြောက်ဥပါလိမ့်မယ်ကျော်စေးဒီသတင်းစာရှင်းလင်းပွဲတွေမှာဟုတ်ပဲဟွာ club ကကြတော့ရတတော်မှ club ကအခမ်းမိုးစတို့လို level မျိုးအဲ့လိုအဲ့လိုစာယူကြိုက်တာ club က မတမဖော့စစ်ကဒါသူအကြိုက်ဆုံးစာအုပ်တွေကတော့ပဲယောဂန်ကလော့ကပြီးတော့သူကဂျာမန်ကလာတာဂျာမန်ဟာအတွေးခေါ်ရဲ့ဟိုးတကယ်အိုးရှောင်တိုင်းပြည်ကလော့ဖောက်တီများတယ်နော်ဆာလော့ဖောက်ဆန်ရဲ့နိုင်ငံရေးအတွေးအခေါ်ဆာလော့ဖောက်ဆန်ရဲ့ liberal နဲ့ conservative party ကြားမှာသူသုံးသက်သွားခဲ့တဲ့အရာတွေအဲ့ဒါတွေကအခုမဟုတ်တော့တောင်ကိုကဟို95 96 98လောက်ကပြောတဲ့စကားတွေတကယ်နိုင်ငံရေးအတိုင်းအဝိုင်းရလေလက်ခံရလေးစားရလေ great character ဆိုတော့အဲ့ဒါကိုပြောတာသူတို့တွေကဘယ်ဘက်ကဆန်းဆန်းဥပမာအဖြစ်ဒီ Pep Guardiola ရဲ့အရင်နှီးဆုံးမိတ်ဆွေဟာ Spain ပြန် Juan Carlos Guardiola ဟာ Catalan သားနော် Juan Carlos နဲ့ဟာတော်ဝင်နော်သူတို့ကြားထဲမှာ မတူညီတဲ့အယူအဆတွေရှိတယ်ဒါပေမဲ့ Pep ဟာ Juan Carlos ရဲ့နန်းတော်ကြီးကိုသွားတယ်လဲတယ်သူတို့နဲ့အမဲလိုက်အတူတူအမဲထွက်လိုက်ကြတယ်ရင်းနှီးတဲ့ဆက်ဆံရေးကိုကြည့် ဒီနေ့ခေတ်ဘယ်နည်းပြကိုဘယ်နိုင်ငံကြီးအတိုင်းအဝန်ကအရာသွင်းလဲဆိုတဲ့ကိစ္စမျိုးကိုစဉ်းစားကြည့်ရင်အရန်กว่าပါပြီဒီနေ့ခေတ်ကကျတော့တက်တကိုတွေသိရမလားဟုတ်နည်းပြအကြောင်းပြောနေမှာကစားကွက်တွေလို့ဆိုတော့အရန်နည်းပြဆန်လုံးတယ်မကောင်းပြောတာမဟုတ်ပါဘူးကိုယ့်အလုပ်တော့ကိုယ်လုပ်နေကြတယ်ဒါပေမဲ့ character တွေကတော့မတူတော့ဟုတ်ကဲ့ကိုဒါဖာဂူဆန်ကြီးဆိုရင်လည်းဒါဟိုအရင်ဝင်းကြီးချုပ်အဆက်ဆက်နဲ့ဟိုတငယ်ချင်းလို level ဟိုတော်တော်ပြောရမှာတငယ်ချင်းလို့ပြောရမှာပေါ့ ဝင်ကြီးတို့ဆက်ဆံတယ်သူမကြိုက်တဲ့ပါတီတက်လဲသူ ਨੇ ဆက်ဆံရေးကောင်းတယ်သူကြိုက်တဲ့ပါတီတက်လဲသူ ਨੇ ဆက်ဆံရေးကောင်းတယ်ဆိုတော့ကော်ရွန်ဘရောင်းတက်လဲသူ ਨੇ ဆက်ဆံရေးကောင်းတယ်အဲဆိုဆိုအမျိုးမျိုးပေါ့ကွာသူတဘောဒါပေမဲ့အဓိကဘာလဲဆိုသူ့ရဲ့ political sense ကိုလေးစားတယ်သူပြောတဲ့စကားတွေကဟို nonsense မဖြစ်ဘူးဆာလော့ဖာဂူဆန်ပြီးတော့ဆာလော့ဖာဂူဆန်ကို great character လို့ပြောလို့ရတယ်အထဲမှာကဘာလဲဆိုတော့အရန်ကိုဘဝကို နီးပြဆိုတဲ့အလွာကိုဖယ်ပြီးတော့စဉ်းစားကြည့်လိုက်ရင်ဘဝကဟိုလူဖြစ်တည်မှုကလူနဲ့တော်တော်တူတယ်ဆိုတော့သူဝိုင်းနေကိုအသေးသံအယူတက်တယ်ဆွဲလန်းတယ်မြင်းပွဲတွေလောင်းတယ်ကိုယ်တိုင်မြင်းဟိုဘလိုခေါ်မလဲဆိုတော့အသင်းထောင်တယ်ဆိုတော့အရိယာတွေလို့ကိုတို့အပြင်မှာတွေ့ရတယ်အမေခေလို့အထေထားကကြတော့တစ်ချိန်တော့အဲ့ဟိုဟာတို့လိုင်းတစ်ချိန်တော့အဲ့ဘောလုံးနဲ့ပဲသူကလုံးလည်းချလည်းလိုက်နေတာကျန်တဲ့အရာတွေအပေါ်မှာလဲဟိုသူအရင်ကမှဖြစ်ဘူးသူအနေနဲ့ ခြားအပျော်တန်းလုပ်တဲ့ကိစ္စတွေရှင်းအောင်ရှင်းလိုက်မယ်အခုတခြားမသိဘူးเนาะဒါပေမဲ့ तू ကိုယ်တိုင်ပြောတဲ့စကားတွေဟာလာ तू तू အကြောင်းရေးတဲ့စာတွေကနေအခုခံစားမိတာတော့ तू ကပေါ့အဲ့ချိန်တော်မှာတရက်ကို3နိုင်ကို4နိုင်ပဲရှိတယ်ဒီအာဆနယ်အသင်းအောင်မြင်မှုအတွက်ဟိုကဟိုနည်းပြရည်ဒီကတော့အခုအမြင်ကတော့သူထက်စာရင်ဘဝအပိုင်းမှာပို့ပြီးတော့ဟိုဂျင်းလို့လဲကြတယ်ပေါ့နော်ဘဝနဲ့ပတ်သက်ပြီးဘဝရဲ့တခြားသောအစိတ်အပိုင်းတွေကိုလောက်ကြတယ်ဒီဘက်ခေတ်နည်းပြတွေကတော့ဟိုမှာ Robert Disavi ဆိုလဲအဲ့လိုပဲလေ ဘာမှမလုပ်ချင်ဘူးအဲ့ဘောလုံးကြောင်းပဲတွေးနေကြလားဆိုတော့ပြီးတော့ဟုတ်ကဲ့ကိုဒါဒီနီးပြတွေစီကနေပေါ့နော်သူတို့ရဲ့ influence ကိုကျွန်တော်တို့ကြည့်ရင်လည်းဟိုမှာကျွန်တော်အနေနဲ့ဆိုရင်သူတို့စီက influence ကိုအခုကဘောလုံးတသက်လူကြီးပဲခံစားရပြီးတော့ဟိုလူသားတယောက်အနေနဲ့တကယ် influential people တယောက်အနေနဲ့ဟိုခံစားရခြင်းမှာ ਨੇ ပါတယ်ပေါ့နော်ပြီးတော့ဒီကစားဒီနီးပြတွေရဲ့ဒီသူတို့ရဲ့အဝန်အဝိုင်းပေါ့နော်ဘောလုံးအသင်းကိုဂိုင်းတွေတဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်း ဟိုဖောင်ဇန်တို့ဒီတခြားသောရှေ့ကနီးပြကြီးတွေမှာပို့ပြီးတော့ဒီမိသားစုဆန်နဲ့ဆက်ဆံပုံလေးဒီလူလူ community ဆန်နဲ့အရာမျိုးတွေကျွန်တော်တို့ပို့ပြီးတော့တွေ့ရအခုခေတ်အခုခေတ်အဝင်ဝိုင်းရကြတော့ဟို company တခုဒီအလုပ်တာဝန်တွေလုပ်တာဝန်တွေအဲ့လိုပုံစံမျိုးပို့ပြီးတော့ဟိုတွေ့ရတယ်လို့ကျွန်တော်ဟိုထင်မိရပေါ့နော်အခုအဲ့ရကောအခုဘယ်လိုမျိုးသုံးသပ်ချက်ပါလို့လဲခင်ဗျာအဲ့တော့ကောင်းတော့မှန်တာပေါ့တကယ်အခုအဲ့ဒီအမြင်ကိုထောက်ခံတယ် ဟိုလက်လက်လက်ခံနေဟိုကောင်းတယ်မှာလည်းအရှင်းရှင်းလင်းလင်းဖြစ်တယ်ပေါ့နော်မိသားစုပြဿနာတွေကိုဖြေရှင်းနေတဲ့သူတွေနဲ့အလောက်ကင်ပြဿနာတွေကိုဖြေရှင်းနေတဲ့သူတွေကွာသူကွာသွားတယ်ဆိုတဲ့သဘောမျိုးပေါ့အဲနောက်တစ်ခုကအဲ့လိုမျိုးဟုတ်တယ်တချို့တဘောဒီခေတ်နေပြတွေကဒီကစားသမားတူဦးပေါ့တိခိုင်ရင်တိမခံခြင်းဟာအနည်းပြောတာတို့ဒီ versatile ဖြစ်ခြင်းမဖြစ်ခြင်းလို့ဒီ formation နဲ့အံဝင်ခြင်းမဟုတ်အံဝင်ခြင်းတို့အပေါ်တော်တော်လေးတွားတယ်ပေါ့နော်မှားတယ်လည်းမပြောပါဘူးအဲ့အပိုင်းမှာတော့အခက်ကိုက ဟိုတဘောကိုနေခစ်ပြိုင်တွေက contemporary issues ကအဲ့လိုဖြစ်နေလို့လဲပါမှာပေါ့အဟိုတုန်းကကြတော့ဥမာအခုဥမာတစ်ခုပြောပြမယ် Eric Cantona က Leeds United ကနေပြီးတော့ Manchester United ကိုရောက်လာတဲ့အချိန်ပေါ့ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ် Steve Bruce နဲ့တဲ့တဲ့တိုးတယ်လေ့ကျင့်ခန်းအစီအစဉ်မဟုတ် လေ့ကျင့်ခန်းကိုလာတာလာတော့ Cantona ကကျင်းပယ်နဲ့လာတာအင်ကြီးကအကြောင်းအကြားတွေနဲ့ကောင်းပါလေအုတ်ထုတ်နေလားကောင်းသီးနေလားမသိဘူး သူ့ပုံစံက gypsy နဲ့သွားတူနေပါသလားဟုတ်သွားတူနေတော့ဟို state bruce ကတော့ fargie နဲ့တွေ့ရင်တော့ဒီကောင်တော့တေတော့မှာပဲဆိုပြီးသွားတွေးတာအတွေးပြီးတော့ဒီအဝယ်လဲကနေကိုသူလာတယ်ပေါ့နော်အကန်ဒိုနာ AC ပါသူအဲ့ဒီလေးဘယ်လိုကောင်လဲဆိုတော့ကိုင်းသူ၆ဖက်ကြည့်နေတဲ့အချိန်မှာအဲ့ Manchester United ရဲ့ဒီ ဖာဂီဖာဂီရဲ့ဒီစီကန်းနေအောက်မှာခေါယူကျိုးနေတဲ့ကစားသမားတွေကကန်ဒိုနာတော့နာကားပြီလို့ယူဆတာလဲယူဆသလိုဒီဘလူးကောမလဲယူနိုက်တက်မှာအဲ့လိုအဝတ်အစားအဲ့လိုပုံစံမျိုးကြီးနေလာလို့နေတော့မကြိုက်ဘူးဆိုတော့အုပ်စုလည်းရှိတယ်။အဲ့ခါကျတော့စတီဗရုစ်ကသူကကပတိန်ဆိုတဲ့ခါကျတော့ဟိုကစားလက်စီကိုသွားပြီးတော့ဒီကန်ဒိုနာရောက်လာပြီဆိုတဲ့အကြောင်းသူသွားပြောတယ်။ရောက်လာတော့ဝက်ပုံစားပုံတော့သူပုံစံသူသူ ကျွန်တော်ကစောက်ချိုးမပြေဘူးကွာတကယ်မဟုတ်အဲ့ပုံစံမျိုးသွားပြောတာပေါ့အတင်းအတင်းသားတွေကလည်းပြောနေကြတယ်ပေါ့ကျွန်တော်ကိုပြောခိုင်းလိုက်တယ်ပေါ့စတီဘရုစ်ကသွားပြောတာငါမအားသေးဘူးတဲ့ငါအစမင်းသွားပြောပြီးတဲ့မင်းတို့ကန်တိုနာလို့ဘောလုံးကစားနိုင်နေသူမှန်တယ်မြဲအဲ့လိုဝစားခွင့်ရမယ်ဆိုပြီးတော့သွားသွားပြောခိုင်းတယ်ဆာလော့ဖာဂူဆန်ဟာတော့ဒီပြဿနာတစ်ခုကန်တိုနာအပေါ်မူတည်ပြီးတော့လူတစ်ကစားသမားတစ်တူအပေါ်မူတည်ပြီးတော့အတင်းဟာ အဲ့လို क्वे သွားနိုင်ကြီးရှိတဲ့ကိစ္စတွေပါအဲ့လို क्वे သွားနိုင်ကြီးရှိတဲ့ကိစ္စမင်းတို့ဒီလိုလုတ်ချင်ဒီလိုတော့ဒီတန်းကိုမင်းတို့ရအောင်တက်လေဆိုပြီးတော့ပြန်ပြီးတော့ challenge လုပ်တယ် challenge လုပ်ပြီးတော့နောက်ပိုင်းမှာလည်း Eric Cantona ဟာပုံမှာသူဟာအထူးဆက်ဆံရေးသူထားတယ်လမ်းကြောင်းထားတယ်ဆိုတော့အဲ့လိုအဲ့လိုကင်တွယ်ပုံမျိုးတွေကိုအကိုအရန်သဘောရနဲ့ကျွတ်တယ်လို့ခံစားရတယ်ဟုတ်ကဲ့ဒါဟာဒါကကွင်းထဲကနီးပြွာပိုင်းကိစ္စဟို formation ကိစ္စအဲ့အဲ့ဒီ positioning ကိစ္စမဟုတ်ဘူး ဒါလူလူပြဿနာကိုကင်တွယ်ပုံပေါ့နော်လူတွေကြားထဲမှာရှိနေတဲ့အဖို့အထစ်တွေကိုကင်တွယ်တဲ့ပုံစံတချို့ခါတွေကအဲ तू အဲ့အဲ့အဲ့လိုမျိုး तू တွားလိုက်တယ်ကန်တိုနာကို तू နားလည်မှုပေးတယ်ကစားသမားတစ်ဆိုဝင်မယ်လေဒီကစားသမားတစ်ဟာဘာတွေတောင်းလာမလဲဆိုတော့ तू तू သိနေတယ်ဆိုတော့အဲ့ကစားသမားကမင်းတို့စော်ကားမှုမဟုတ်ဘူးနော်ဟဲ့အဲ့ငါခေါ်ထားတဲ့ကောင်ဆိုတော့သဘောမျိုးလဲ तू ပါတယ် तू အသိဟုတ်လဲဆိုတော့အဲ့ဒါတခုပေါ့အဲ့လိုပြဿနာမျိုးကအခုတို့အာဆင်ဗန်ကာတခါဖြစ်ဖူးတယ်โทนี่อดัมส์เนี่ยเอียมไรท์เนี่ยก็ ိတ်အဆင်မပြေဘူးတိုနီအဒမ်စ်ကတိုနီအဒမ်စ်ကဘာအဆင်မပြေဘူးလို့ဆိုတိုနီအဒမ်စ်ကတာဂက်တယ်တော်တော်ထူးအီယန်ရိုက်ကအဲ့အရာမလုပ်ဘူးအီယန်ရိုက်ကဘလုံးပဲကြိုးစားတာဒါပေမဲ့အီယန်ရိုက်ကဘာမကောင်းဘူးလို့ဆိုအီယန်ရိုက်ကစီကမ်းပိုင်းတခြားစီကမ်းပိုင်းလုံးဝမကောင်းဘူး right ရဲ့ပုံစံက training နဲ့နောက်ကျတယ်ဟောလို့အဆဝန်းကက exercise tone dance ကိုသူတောင်းပေးထားတယ်အဲ့တော့ နောက်တော့ဘာဖြစ်လဲဆိုတော့ Tony Adams နဲ့ Arsenal ကလည်းထိတိုက်တွေ့တယ် Adams က Ian Wright ရဲ့အချိုးတွေကို Boss ဘလို့ကင်တွေ့နေရလဲဒီကောင်အလိုပဲလွှတ်ထားမှာလားဘာညာဘို့ဆိုတော့ခါကျတော့ Arsenal ကက Tony Adams ရော Wright ရောခေါ်တယ်တောင်းတစ်ယောက်အားသာချက်တွေပြောခိုင်းတယ်တောင်းတစ်ယောက်အားနည်းချက်တွေပြောခိုင်းတယ်မင်းတို့တောင်းတစ်ယောက်ကြားမှာရှိအားသာချက်အားနည်းချက်သိပြီမလားဒီလိုမင်းတို့အချင်းချင်းပြင်ဖို့လို့မင်းတို့အတင်းရဲ့ခေါင်းဆောင်နှစ်ယောက်ဆိုလို့သူတို့နှစ်ယောက်ကိုထိတ်တိုက်ပြီးတွေ့လဲသူရှေ့တယ်ထားပြီးတော့အဲ့မှာဟိုနှစ်ယောက် ပြည်လည်သွားတဲ့အပြင်ကိုပြီးတော့အပူအနေနဲ့ဒီဘာဖြစ်သူလဲ Ian Wright ကို Tony Adams ကကပတိန်ဟိုတပတ်တီနောက်ဒီအသင်းရဲ့ training အပြီးနောက်တစ်နာရီဆိုပြီးတော့ဖြစ်တယ်လေးပြေးလိုက်တယ်သူဖြစ်ချင်းသွားတဲ့ပုံစံဆိုတော့အဲ့လိုဖြစ်ချင်းပုံနေဟာအကိုအမြင်ကတော့အင်မတန်ကိုလှတယ်လို့ကိုရောမြင်တယ်အဲပြီးတော့ကျွတ်လဲကျွတ်တယ်သူတို့ဖြစ်ချင်းနဲ့နီလန်းနေသူတို့ရင်ဆိုင်နေနီလန်းနေဟာ ။အော်ဒီနေ့ခေတ်အနည်းပြတွေစီမှာဒါမျိုးတွေကိုတိတ်မတွေ့ရအောင်လို့ခံစားရတယ်။အဲ့တော့အကိုမသိနိုင်တဲ့ဟိုဖြည့်ရှင်းနည်းမျိုးတွေလည်းရှိကောင်းရှိနေတယ်။အကိုသိသလောက်တော့ဟိုသူတို့ကင်တွေတဲ့ပုံစံဒီလူသားတွေရဲ့စိတ်ကိုကင်တွေတဲ့ပုံစံဟာရင့်လဲရင့်တယ်၊ကြမ်းလဲကြမ်းတယ်။အဲပြီးတော့တကယ်လဲ deep လဲဖြစ်တယ်။တော်တော်လေးနဲ့နှက်ဆိုင်နေတယ်။နောက်ပြဿနာတွေဟာတော်တော်များများပြည်လည်သွားကြတာများတယ်။ဟုတ်ကဲ့ကိုဒါလူသဘောသဘာဝကိုကောင်းကောင်းဟိုကျင့်ရနေတဲ့ တကယ်မန်နေဂျာကြီးတွေလို့ပြောရမှာပေါ့နော်ဒီဘက်ခစ်ကနီးပြတွေကြတော့ coach ပို့ပြီးတော့အစံတယ်လို့ကျွန်တော်တို့ပြောရမှာပေါ့ဟုတ်တယ်ဟုတ်တယ်အဲ့လိုပြောလို့ရတယ်နောက်တစ်ခုကဟိုတော့ဒီဘောလုံးနီးပြဆိုတဲ့သူတွေကဟိုပညာရေးအဖြစ်ဖြစ်စေသို့မဟုတ်လည်းဘဝလမ်းကြောင်းအဖြစ်ဖြစ်စေဟိုဘလို့ခေါ်မလဲဆိုတော့ခစ်ဆိုးခစ်ပြတ်တွေကိုကြော်ဖြတ်လာပြီးတော့ဟိုငငယ်တဲကဒူသားပြသားကြာပြီးသားဟိုဘလို့ခေါ်မလဲအစိုးတွေအများကြီးဖြတ်တန်းခဲ့ပြီးသား အဲ့လိုလူတွေဖြစ်လာများပြီးတော့ဒီနေ့ခေတ်အနေပြတော်တော်များများကနည်းနည်းငွေကြေး background ကောင်းတဲ့ဒီ sports science နားလေတဲ့ပညာရေးအခြေခံကောင်းတဲ့သူတို့ဘောလုံးသမားဟောင်းတွေကနေလာကြတာများတယ်ပေါ့နော်ဆိုတော့ဆိုတော့ဘောလုံးသမားဟောင်းဆိုတာတော့သိတဲ့အတိုင်းပဲလော်လော်ပြောရရင်ဘောလုံးသမားဟောင်းတော်တော်များများဘောလုံးကန်ရင်းနဲ့လူကျင်ရင်ရင်ဘောလုံးကန်ရင်းလူကျင်ရင်းနဲ့နည်းပြဖြစ်လာကြတာသူတို့တခြားအမြင်တွေနည်းအားလိုက်ကြတယ်ဒါကြောင့်လည်းကွာတာဖြစ်လိမ့်မယ်ဟုတ်ကဲ့ဘူးဒါဟိုအရင်တော့ကလည်းဒါစာကူဇန်ကြီးလို့ဆိုလေဒါဘောလုံးသမားဟောင်းပါပဲဒါပေမဲ့ဟိုဖြတ်တန်းခဲ့ရတဲ့ ဟိုအချိန်ချင်းဟိုငွေကြေးရရှိမှုချင်းမတူကြမှုချင်းကွာကွာချရပေါ့နော်ဟုတ်အဲ့တော့ဒီမှလေးကျွန်တော်ထပ်ပြီးတော့သိချင်တာကသူတို့ရဲ့ဒီ community လူတွေအပေါ်တက်ရောက်နိုင်ဆိုတော့ပေါ့နော်အပြီးတော့ကိုခုနပြောသွားဆိုနိုင်ငံကြီးလောကအစဟိုတက်ရောက်နိုင်ဆိုရင်ဟိုတော်တော်လေးကိုကြီးမားတယ်ဒါ Ferguson ဆိုရင်ဟို Harvard ကနေဒါခေါ်ပြီးတော့ဟို lecture ပေးရတာမျိုးဟိုကျွန်တော်တို့အများကြီးတွေ့ရတယ်ပေါ့နော်ဒါဟိုအရင်ကဟိုလီဗာပူးဒါနေပြရဲ့ဘောပီးစလေးတို့ပယ်ရှန်ကလေးတို့ဆိုရင်လည်း ဟိုပြောမှဆိုသူတို့ social link ဟိုအယူအဆလို့ကျွန်တော်တို့ပြောရမှာလေ Liverpool မျိုးနယ်ပေါ့အဲ့လိုအရန်ကိုကြီးမားပြီးတော့အရန်ကိုမြင့်မားတဲ့ဟိုလို topic ကြီးရင်လည်းသူတို့ဟိုချိတ်ဆက်နိုင်ဆိုရင်ရှိကြတယ်ဟိုကိုစားလက်ပြုကြတာမျိုးကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကိုအဲ့အကြောင်းလေးတွေကိုဆွေးနွေးပြပါအောင်ခင်ဗျာခက်ကဟိုစာရှိခက်ကလာတဲ့သူတွေပေါ့ကွာအခုအပြင်ပြောရရင်တော့လော်လော်ပြောရရင်စာရှိခက်ကလာတဲ့သူတွေဟိုဒီဘက်ခက်ကကျွန်တော်စာတုခက်ကိုရောက်လာပြီစာတုခက် အဲ့ဒီစာရှင်စာတူကလည်းတော်တော်စကားပြောတယ်သူတယောက်ရဲ့ဟိုအတွင်းကြကြနားလည်နိုင်စွမ်းလို့ပြီးတော့လောလောပြောရင်ဟိုတုန်းကတကယ်ကန်တော့အခုဒီ Salah Ferguson လို့ဒီ Jose Mourinho တို့ပေါ့နော်ဒီသူတို့သူတို့ကြားမှာ generation gap ကမတူပါဘူးဒါပေမဲ့အဲ့ဒီ range ကိုကြည့်လိုက်ရင်သူတို့ရဲ့ဒီ block အားကောင်းတဲ့စာပေကိုကြည့်မလားရုပ်ရှင်ကိုကြည့်မလားအဲ့ဒီအရာတွေဟာ philosophy psychology အဲ့ဘက်တွေကိုအရန်ຫນွယ်တဲ့စာအုပ်စာပေတွေ ပြီးတော့ political အဲ့အဲ့လိုမျိုးအားကောင်းတဲ့သူတို့ internet မရှိတဲ့ခေတ်တည်းကနေသူတို့လာတာသူတို့အဲ့အစာတွေကိုသူတို့တကယ်အပင်ပန်းခံဟိုဖတ်ပြီးတော့သူကိုသူတို့ဖြစ်ကျင့်လာခဲ့ကြတာသူများနဲ့လည်းတကယ်လည်းကွဲတယ်အဲ့ဒီနေ့ခေတ်ကကြတော့နီးပြတွေကဟိုဘယ်လိုခေါ်မလဲလောလောပြောရင်နီးပြတိုင်းကိုမဆိုးလို့ပါဘူးနီးပြတော်တော်များများကသူတို့တော်တော်များများလိုပဲနီးပြတင်တဲ့ဟိုတော့နီးပြတင်တဲ့ဆိုတာလည်းမဟုတ်ဟုတ်ဟိုတော့မေးဘလောက်အထိစီမံခံကွဲနိုင်သလဲ ဘယ်လောက်အထိဒီအသင်းအဖွဲ့တစ်ခုကိုစဉ်းစားနိုင်နောက်ဒီနီးပြားနဲ့ပတ်သက်တဲ့အတွေးအခေါ်တွေဒီတဘော WM နေဒီဟာလာဒီကာတာနချိုရောပါလို့ဆိုတာကဘယ်သင်တန်းကမှတက်လာပြီးတော့ဟာပြန်သူတို့သူတို့စိတ်ကူးတွေနဲ့စိတ်တိုင်းကြတဲ့တော့တကယ်ပန်းဥယျာဉ်ကြီးရှိတယ်အလိပ်ပြာနားကျင်တဲ့အပင်ကိုနားပြီးတော့သူတို့တက်လာတာအဲဒီဒီနေ့ခေတ်ကျတော့အဲ့လိုမဟုတ်ဘူးအကုန်လုံးကမိုးတစ်ခုတည်းထွက်တယ်ပုံစံတွေကဆင်ကြတယ် ဒီ A license B license အဲအဲ့အဲ့ဒီဟာကိုလေ့လာအဲ့ဒီဟာကိုအပိုင်းကျင့်ကြအောင်လုပ်အဲ့ဒီဟာနဲ့ကျန်တဲ့ကိုကိုပိုင်းအယူဆသဘောတရားတွေနဲ့ဟောဖြစ်ပြီးတော့ဖြစ်လာကြတယ်မတူဖြတ်သန်းပုံတွေမတူစာတူခက်စာချစ်ခက်ကအစားကွာတယ်စာဆိုတာကအတူနှံ့နှံ့လေးတွေဖိုင်အဒီခက်ဆိုရင်အခုဆိုဟို TikTok တို့ပါဆိုပို့တော့လို့ရအခု thumb error ကဘယ်လောက်ထိအချိန်နေစိုးလာလဲဆို9မိနစ်လောက်စာဆိုဒူတော်မဲမဖတ်နိုင်ကြတော့ဒီအချိန်နေစိုးလာစာချစ်ဖြစ်နေ ရရအဲ့လိုဖြစ်တယ်။ငားမလေးလောက်စာဖတ်ရမယ်စာဆိုရင်ဒီလောက်ရှည်တဲ့စာဆိုတာဖြစ်လာပြီ။ခိုးတော့ကတော့ဒါဒါဒါကြုံလို့ပြောတာပါ။အကိုတို့ကိုယ်တိုင်တော့မှအကိုတို့ကိုယ်တိုင်တော့မှဟိုစာလစ်ဖောက်စံတော့မပြောနဲ့။ကိုယ်တို့ကိုယ်တိုင်တော့စာအရှိကြီးအထူးကြီးတွေဖတ်ခဲ့တာ။အဲ့ဒါမှစာဖတ်တယ်လို့ခေါ်တာ။ဒီဒီနေ့ခင်မှာကျတော့အဲ့ဒါကြီးအရန်ကွာသွားပြီ။ဆိုတော့အကိုတို့နဲ့ဒီအခုလက်ရှိဟိုခက်ပြိုင်လူငယ်တွေကြားထဲမှာလည်းစာဖတ်တော့တို့ပါလို့ညာတော့တော်တော်ကွာသွားပြီ။ အဲအစာအပေါ်မှာ စာပေါ်မှာဆိတ်ရှည်နိုင်စွမ်းနေကြွာသွားပြီအခုတို့အခုထိဟိုစာအုပ်အထူးကြီးတွေဖတ်နေတော့မယ်အခုဆိုအခုဆိုမြန်မာစာအုပ်ဖတ်နေဦးကျော်ဝင်းစာအုပ်သုံးအုပ်တွေ့တောအုပ်ကိုတလောက်လောက်ထူတယ်သုံးအုပ်ဆိုတလောက်ထူပါလိမ့်မယ်ဟုတ်တောင်1980ပြည့်လို့နှစ်တကအကြောင်းနေဆိုတော့အခုဒါကြောင့်လေအဲ့ဒီဘက်တွေကိုရောင်ပြီးတော့တိတ်ပြီးတော့မလှည့်တာအဲ့ဘက်ကိုစိတ်အရန်ရောက်သွားမှာဆိုလို့ဒါပေမဲ့တော်တော်များများဟာအခု ဒီဘလို့ခေါ်မလဲအခုမိမအပါဝင်တခြားအခုပတ်ဝန်းကျင်ကသူတွေကြီးလိုက်မရတော့စောက်ကိုမကန်ကျင်တော့တာ Facebook စာတော်မှာနည်းနည်းရှိရင်မဖက်ကျင်တော့နောက်ဆုံး YouTube တော်မှာ10မိနစ်စာ9မိနစ်စာဆိုရင်တော်တော်မကြည့်ဖြစ်တော့ Short ကိုပဲသွားတော့တယ် Reel ကိုပဲသွားတော့တယ်အဲ TikTok ကိုပဲသွားတာအဲ့လိုမျိုးဖြစ်ကုန်ကြတာသူတို့ကဒါကြုံလို့ပြောတာပါနီးပြတွေကြားထဲမှာလဲဟိုသူတို့သူတို့နေရာတွေမှာလဲတချို့အရာတွေကတော့အများကြီးကွဲပြားသွားမှာအမှန်ပဲတောင်တချို့ကြားထဲမှာ personality တွေကတော့ ဘယ်ဘယ်နာသွားကောင်လို့ဆို deep ဖြစ်ချင်မှသွားကွာလိမ့်မယ်အချို့အကြောင်းအရာတွေဆိုရင်ဒါအခုကြွားပြောတာမဟုတ်ညီလေးနဲ့ပြောတဲ့ခါကျရင်အခုလက်တန်းပြောပလိုက်လို့ရတယ်ခေါင်းထဲမှာဟိုးလုံးဟာတွေအများကြီးရှိနေတယ်ဟုတ်ပေါ့အခုဘာလို့မှဖတ်နေစရာမလိုဘူးဆိုလိုတာဒါပေမဲ့တချို့ဒီဘက်ခက်မှာကျတော့အဲ့ပြဿနာကနည်းနည်းကြီးလာပြီအဲ့လိုမျိုးဆွဲ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 ယူပြီးပြောဖို့အရင်ခတ်သွားပြီတခုခုကို background ထားပြီးတော့လေ့လာထားပြီးတော့မှဖတ်ထားပြီးတော့မှဘာကြောင့်လဲဆိုတော့ကိုယ်ပိုင်ထုတ်လုပ်နိုင်စွမ်းကနည်းနည်းလျော့လာ ဒီနီးပြတွေလည်းဆာလက်ဆော့ဆန်လို့ခင်တယ်အခုဒီဘက်အခုဆော့ဆော့ပြောတယ်ဒီစားပြီဆိုဘောလုံးအကြောင်းပဲတွေးကြတော့တယ်ဆိုတော့နီးပြကြားတယ်မှာတော့ personality ကတော့အရင်ကွာသွားမှာပဲဟုတ်ကဲ့ဟိုပြီးတော့ဒီအရင်ခေတ်တော့ဟိုအခြေအနေတွေကလည်းကျွန်တော်တို့ဒီအသင်းတသင်းကိုကျွန်တော်တို့တတိယတန်းလောက်ကနေကင်ပြီးတော့ဟိုဒုတိယတန်းတက်လာပထမတန်းတက်လာတက်လာပြီးတော့ဘူဆွဲဆိုတဲ့ဟိုအရာမျိုးတွေလည်းကျွန်တော်တို့ဟိုအများကြီးတွေ့ရတယ် Brian Clough တို့လိုနီးပြတွေဟိုနီးပြအခုခုနကပြောသားလို့နီးပြတန်းတန်းနေမရှိဘူးပေါ့နော်နီးပြတန်းတန်းနေနောက်ပိုင်းမှလာ ဟို A line စနေ B line စနေပြီးတော့တတ်ဆိုင်ရပေါ်လုံးအဖွဲချုပ်တွေစီကနေပေါ်လာတာပေါ့နော်အဲ့လိုဟိုအောက်ကနေဟိုတက်လာပြီးတော့ဟိုဘယ်လိုပြောမလဲလောက Brian Clough ဆိုရင်အရင်စိတ်ဝင်စားမှုကောင်းတယ်ပေါ့နော်အဲ့လိုမျိုးတခြားသောနီးပြားတွေလည်းဟိုကျွန်တော်တို့အများကြီးရှိရလို့သိရတယ်ဒီနေ့ခင်မှာတော့အဲ့လိုမျိုးဟိုအောက်ကနေအပေါ်ဆွဲတက်လာဖို့ဆိုတာဟိုမဖြစ်နိုင်တော့တလောက်မဖြစ်နိုင်တော့ဟုတ်ဟုတ်မဖြစ်နိုင်တော့အဲ့ဒါအဲ့ဒါက99%ပေါ့ ်ဟုတ်ဘလုံးအောင်ဖြစ်နိုင်တော့ဘာကြောင့်လဲဆိုတော့နိပြတူအောင်မြင်ဖို့ဆိုတာဥပမာ Salas Ferguson တခြားအသင်းတစ်သင်းတည်းကိုအခြေကြီးမပြောနဲ့ကွာတင်လားအောက်အသင်းကနေလို့အစင်းစစ်တက်လာပြီးတော့နောက်ဆုံးအမြင်ဆုံးအောင်မြင်မှုတွေယူသွားတယ်ဆိုတဲ့ဟာမျိုးတော့မှဒီနေ့ခင်မှာမလွယ်တော့ဘူးဆိုတော့အောက်အသင်းမှာ Jump Promotion နဲ့ဟိုအောက်အသင်းမှာအခုဆိုထားပါတော့တခါကြတော့မင်း Manchester United တို့ Chelsea တို့ဟို SSC နိပြကိုဝိုင်းလိုက်ကြတယ်လို့ပါတော့အဲဆိုလိုတာကအဲ့လိုဖြစ်သွားပြီ Vincent Company ဘန်လီကနေဘိုင်မြူနစ်ကိုဟိုတုန်းကကြောက်အဲ့လိုမဟုတ်ဘူးအများကြီးတသိပြားဟာတာဟုတ်ထားပါတော့ဟိုဒီခက်ကိုလည်းကိုမှားတယ်မပြောပါဘူးအဲ့ဒီအပိုင်းမှာတော့ဒါပေမဲ့မတူမတူတော့မတူတာအမှန်ပဲဟုတ်ကဲ့ကိုဒါမတူညီလေးပြောသလိုမျိုးပေါ့ဟိုတတိယတန်းကနေကင်တွယ်လာတယ်ဒုတိယတန်းရောက်လာတယ်အစစ်မြင့်နဲ့ဒီပရီးမီယာလိကိုရောက်လာတယ်အမှတ်ပေးချန်ပီယံယူသွားတယ်ဆိုတော့အလောက်အထိတော့ဘယ်သူမှအခွင့်အရေးမရဘူးဘယ်အသင်းမှလည်းအလောက်အထိမထားဘူးဟုတ်ကဲ့ကိုဒါနောက်ပိုင်းမှာလည်းဒါဟိုစီးပွားရေး အဲ့ဟာကြီးလည်းအများကြီးတော့ပါလာပါလာပြီးတော့အပြောင်းလဲကျွန်တော်တို့ဖြစ်လာတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အဓိကတော့ဒါကျွန်တော်တို့ဒီကျွန်တော်ကျွန်တော်ဒီစပြီးတော့ဟိုတင်ဆက်ချင်တာအဓိက taste quarter မှုပေါ့လေ taste quarter မှုကိုကျွန်တော်အဓိကပြောချင်တာပေါ့လေဟုတ်အဲ့တော့ဒီ taste quarter မှုအကြောင်းကျွန်တော်တို့လည်းအခုအခုတောက်လျှောက်လည်းဆွေးနွေးပြလာခဲ့ပြီအဲ့တော့ဒီ quarter မှုအကြောင်းကိုပဲအခုဒါဒီကုန်းချုပ်အနေနဲ့ဒါပြောပြီးတော့ကျွန်တော်တို့ပြောပြသွားပါအောင်ခင်ဗျာအမှန်အမှားတော့ မပြောလိုပါဘူးဒီဒါပေမဲ့ခေအပေါ်မူတည်ပြီးတော့ဗောနော်တချို့တွေကတော့ privilege ရကြတာဗောဘာ privilege ရလဲဆိုတော့ဟိုတုန်းကနီးပြားယူတွေကတော့ခေပေါ်မူတည်ပြီးတော့သူတို့ resilience ကတော့သူတို့ကအထူးတည်းလေ့ကျင့်နေကြအောင်မလို့သူတို့တွေရဲ့စိတ်နေစိတ်ထားသူတို့ရဲ့သုံးဖြတ်ပုံအဲသူအခုခေအမြင်နဲ့ကျင် conservative ဆံမဲ့သူတို့ဟာသူခေသူအခါမှာသူတို့ဟို blue complex ခေလွန်နေကြတဲ့ ပုံစံမျိုးတွေတောင်တွေ့ရတယ်အဲ့တော့ဒီနေ့ခက်အဲမာကကြတော့စောစောအကိုထပ်ပြောမယ်အမှန်အမှားဆိုတာမျိုးတက်အဲ့ဒီနေ့ခက်ကကြတော့အဲ့လိုအဲ့လိုပုံစံမဟုတ်တော့ဘူးဒီနေ့ခက်ဖြတ်သန်းရတယ်သူတို့ကိုယ်တိုင်လည်းဖြတ်သန်းတဲ့အခါမှာနိပြစာအုပ်လင်းဟာအုပ်နဲ့သို့မဟုတ်ဒီသင်တန်းဆင်းလက်မှတ်တစ်ခုနှစ်ခုနဲ့ဆိုရင်နိပြဖြစ်လာသူတွေကလည်းအများကြီးပဲနောက်တစ်ခုကဘိုးတော်ကကြတော့ဖက်ရှင်လေးကြီးလေးမင်းမချမ်းသာဘူးလေဘောလုံးနိပြဘောလုံးနိပြတူအနေနဲ့ ဒီတပွားလုံးအသက်မွေးသွားမယ်လို့ပါလို့ဆိုတော့မိသားစုဟိုဖြစ်လို့မရဘူးလေအခုကတော့ဘာပြောဘွားကို AC ရက်တည်နိုင်တယ်လေထိုက်တန်းနီးပြဖြစ်လာရင်ပိုတော့ရက်တည်နိုင်တယ်ပရီးမီယာလိဂ်လို့ဒီချန်ပီယံရှစ်လောက်အဆင့်ကိုရောက်လာပြီဆိုရင်ပြီးသွားပြီဒီတပွားဟိုပညာရှင်တွေပေါ့နော် scientist တွေဟိုတပွားဒီ medical ဘိုင်းကဟာလာဒီ physician အကုန်လုံးပေါ့ကွာတလားဟို physician တွေဟိုအတတ်ပညာဘိုင်းဆိုင်ရာပညာပညာရေးဘိုင်းဆိုင်ရာနေပေးရလူတွေတနာတွေဖြစ်သွားပြီလေအခုကြတော့ ဟိုစီးပွားရေးလည်းအရန်ဆန်သွားတဲ့ခါကြတော့ဆိုတော့ဒီဘောလုံးကိုနိပြဖြစ်ရတာကအရင်ကြီးလည်းမခတ်တော့တလို့အဲနိမညာပြောက်တယ်လည်းအရန်များလာတော့ဟိုတုန်းကလို့ဟိုနိပြတူကကိုယ့်ဟာကိုယ်တဖြည်းဖြည်းစဉ်းစားရင်တွေးတောင်းရင်တိုက်ရင်လေ့ကျင့်ရင်ဒီဆောက်တယ်ဆိုတဲ့အခွင့်အရေးကဒီဘက်ကြတော့မရတော့ဟုတ်ဒါပေမဲ့ဒီဘက်ခေနိပြတွေကြတော့ဟိုဘယ်ပိုင်းမှာသွားအားသာလဲဆိုတော့ဒီဘက်ခေနိပြတွေကတော့လိလာစရာတွေအရန်များတယ်အဲတွေးစရာတွေအရန်များတယ်ပြီးတော့ဒီနောက်ဆုံး science နဲ့ပတ်သက်တာတွေဟာလာဒီအဟာရဗေဒနဲ့ပတ်သက်တာတွေနော် technocrat တွေပေါ့နော်သူတို့ကိုယ်တိုင်အသုံးပြုစရာဒီ equipment တွေအသုံးအလင်းတွေအဲ့အပိုင်းတွေတော့သူတို့အားတာတယ် data driven model တွေအများကြီးပေါ်လာတော့ဟုတ်ကဲ့ပို့ဒါအခုလိုမျိုးဆွေးနွေးပေးခဲ့တဲ့အတွက်ဟိုအထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေနပ်အားရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ